အလောအလုံးမဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့နေပြီးတော့မာမခောက်ဆဲကြော်စားမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ဆိုင်မှာရှိတဲ့လူတွေလည်းကျွန်တော်ကြော်မှာဖြစ်ပါတယ်ဒီလိုမမိတ်ဆွေတို့နေနဲ့နေပြီးတော့အလူအမြနဲ့ခောက်ဆဲကြော်စားမှာဆိုလို့ဒီလိုနေနဲ့ကြော်လို့ရပါတယ်ကြက်ဥလေးလုံးအရင်ထည့်လိုက်မယ်စီလူစုံတော့ထည့်ထားမယ်ဆိုရှင်ကျွန်တော်တို့ကကြက်ဥကိုအနည်းငယ်မှွေပေးလိုက်မှာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်ကနေပြီးဒီဗီဒီယိုလုပ်ရတာကတော့မိတ်ဆွေတို့နေနဲ့ကိုယ့်ရဲ့စားသောက်ဆိုင်မှာဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ကမှာဖြစ်ဖြစ်ငွေချင်းနေမှာဖြစ်ဖြစ် စားတော့တဲ့ခါနေပြီးတော့ကြွာစားဖို့အလွယ်တကူဖြစ်အောင်ဆိုပြီးတော့ဒီပြိုလေးကိုဖြူလိုက်ရခြင်းဖြစ်ပါတယ်အာဒီကကျွန်တော်နေပြီးတော့ခောက်ဆွေးလေးထည့်လိုက်မယ် ဒါတော့မမခောက်ဆွေးပေါ့နော်ရိုးရိုးခောက်ဆွေးတဲ့ကြော်စားမယ်ဆိုလို့ကြော်စားလို့ရတယ်ပေါ့ဒါပေမဲ့မမခောက်ဆွေးကြော်တာရေရိုးခောက်ဆွေးကြော်တာနည်းနည်းလေးခေါ်တာပေါ့နော်ဟိုလိုမျိုးခောက်ဆွေးအမြင်နေဆိုလို့ရှိရင်ဒီလိုမျိုးကြော်တာထက်တုပ်စားတာတွေပိုပြီးမိုက်တယ်လေဒါပေမဲ့အခုတော့ကျွန်တော်တို့ကမမခောက်ဆွေးကြော်ကျွေးတာဖြစ်ပါတယ်ဒါတော့ဆိုင်မှာပေါ့နော်ကြော်ရတာပိုပြီးတော့မိုက်တယ်စက်တာမှုနှစုံထဲတယ်ပုံနဲ့ပစ္စည်းတွေပေါ့နော်အာမချက်တံဖြူချက်တံနီးသေးတယ် ာဝက်စီဖက်ပေါ့နော်ဒါကကျွန်တော်ကရင်ကနေတွန်းတွန်းလေးလှီးပြကျွန်တော်ကြော်ထားအဲ့ဒါဝက်စီဖက်လေးစားလို့ကောက်အောင်ဆိုပြီးကျွန်တော်ထည့်လိုက်တာပေါ့နော်ไปดูมาไปอ่ะเดี๋ยวพูดไปพูดไปแล้วไล่ป่ะเนาะพูดไปพูดไปแล้วว่าทุกคนมีชื่อเสียงฉันรู้กัน ကျက်ပြီးဖြစ်ပါတယ်။သူကတော့မကျက်သေးဘူးနော်။ဘုံကလုံးနေနေလည်းခဏလေးကျက်တော့မယ်။အဲ့ဒီမျိုးဘုံဘဝံကြွားတာဝါဒနာပါလဲဆိုပြီးကျွန်တော်ရှိရင်ကျွန်တော်ထင်တဲ့ဗီဒီယိုတွေကိုအမြဲတမ်းလိုက်ကြည့်ပြီးတော့ကျွန်တော်တောင်းဆိုချင်ပါတယ်လည်း subscribe လောက်တာပြီးတော့တောင်းဆိုချင်ပါတယ်အခုဆိုရင်တော့ဘုံဘမလှုပ်လို့ပြီးတော့ပါပြီကျွန်တော်တို့လုံးဝလှုပ်လို့ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ကဒီဟာကိုကြောက်တစ်ခွက်စီ ညထည့်ပေးမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကလိုအပ်တဲ့ပစ္စည်းတွေထည့်ပြီးတော့ညထည့်သွားမှာဖြစ်ပါတယ်အမှားကျွန်တော်တို့ဒီရက်တစ်ခွက်တစ်ခွက်တည်လိုက်တယ်ပေါ့နော်အမှားအခုထည့်နေတာတော့ဝါသားပြားလေးဖြစ်ပါတယ်မိုက်ဆိုတော့စမ်းကြီးလှုပ်စမ်းကြီးလို့ရရင်တော့ဒီလိုမျိုးဟာလေးအထင်တော့မသေးနဲ့စားလို့ခောင်းတယ်နော်ပြီးလို့ရှိရင်လည်းဘာလို့လူအများနဲ့ကြော်တဲ့ဟာစားဖို့တည်းဆိုတော့ပိုပြီးတော့တော့လှုပ်လို့ကောင်းသေးတယ်နော်ဝါသားပြားလေးလိုက်ထည့်မှာပေါ့နော် တော့ထည့်ပြီးပြီဆိုတော့ကျွန်တော်တို့အကောင်လုံးကစားလို့ရပါပြီနောက်ပြီးမှပြန်တွေ့ကြမှာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ